အာမဟုတ်ပါဘူးအဲ့လိုမျိုးပြောကြပါနဲ့ကိုရွေးမင်းသားမဟုတ်ရပါဘူးပရိသတ်ကြီးကိုရွေးမြန်မာတန်ရုံးကနေလှုပ်တဲ့ဥစ္စာလေးပေါ့နော်ဒီအခုလာမယ့်ကျွန်တော်ဒီဇင်ဘာ16ရက်နေ့မှာဒီမြန်မာနိုင်ငံမှာပဲကျင်းပပြုလုပ်မယ်ဒီကိုရီးယားဖက်ရှင်ရှိုးပေါ့နော်အဲ့မှာကျွန်တော်အဲယောက်ျားလေး model role model ဖြစ်ပါသွားပါလိမ့်ပေါ့နော်ဟုတ်ရွေးအုပ်ဆုံးဒါအမှန်တမ်းပြောမယ်ဆိုကျွန်တော်ဘဝမှာတခါမှမွေးခဲ့ဘူးပေါ့နော်ကျွန်တော်ရွေးအုပ်ဝတ်ဆုံးတော်တော်များများဝတ်ဖူးတယ်ကျွန်တော်ဒီရွေးအုပ်ဝတ်ဆုံးဆိုတာဟိုတခြားနိုင်ငံတခြားလူမျိုးရဲ့ရွေးအုပ်ဝတ်ဆုံးတော်မဟုတ်ဘူးပေါ့နော်ဒီကျွန်တော်မြန်မာနိုင်ငံရဲ့ရွေးအုပ်ဝတ်ဆုံးနေပေါ့အဲလူမျိုးဝတ်ဆုံးနေကျွန်တော်အများကြီးတော့ဝတ်ဖူးတယ် ဒါပေမဲ့အခုကကြတော့သူတပါးနိုင်ငံရဲ့ရိုးရဝတ်ဆောင်ဝင်ရမှာဆိုတော့နည်းနည်းလေးတော့ဘယ်လိုပြောမလဲ excited တော့ဖြစ်တယ်ပေါ့နော်သူတို့ရိုးရဝတ်ဆောင်မှာဘယ်လိုမျိုးတွေဘယ်လိုမျိုးအဆင်ဆင်သွားထားလဲဘယ်လိုမျိုးတွေလောက်ရလဲအဲ့ဒီဥစ္စာလေးတော့ကျွန်တော်တို့ကတော့စိတ်ဝင်စားမှုလေးတစ်ခုတော့ဖြစ်တာပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဆိုလို့ရှိရင် main ကလေး28ယောက်ယောက်ျားလေး9ယောက်ပေါ့နော်အဲ့ဒီဥစ္စာပဲဆိုတော့လောလောဆယ်သိထားသေးတယ်ကိုရီးယားက model တွေပါလာမလားမပါလာဘူးလားဆိုတော့ကျွန်တော်တေချာတော့တရင်တော့အတိအကျမရသေးဘူးပေါ့နော်ဟုတ်အညာဆယ်ယောက် အဲအဲ့ဥစ္စာတော့ကျွန်တော်ဒီကိုရီးယားမြန်မာတန်ရုံးကနေလောက်တဲ့ဥစ္စာလေးပေါ့နော်ဒီအခုလာမယ်ကျွန်တော်ဒီဇင်ဘာ16ရက်နေ့မှာဒီမြန်မာနိုင်ငံမှာပဲကျင်းပပြုလုပ်မယ်ဒီကိုရီးယား fashion show ပေါ့နော်အဲ့မှာကျွန်တော်အဲယောက်ျားလေး model role model ဖြစ်ပါသွားပါလိမ့်ပေါ့နော်ဟုတ်ဟုတ်ကဲ့အဓိကတော့ fountain ရပါဘောเนาะဒီကျွန်တော်တို့အဓိကပါလဲဆိုတော့ကဒီကိုရီးယားဒီ fashion လုပ်မယ်ပေါ့เนาะကျွန်တော်ဒီ designer တွေအဲနောက်ပြန်ဒီကိုရီးယားဒီတိုင်ယုံဘက်ကနေပြီးတော့သူတို့ subscribe တဲ့လူတွေပေါ်ပေါ့เนาะကျွန်တော် Google fountain ရတယ် Google fountain တင်တော့မှကျွန်တော်တို့အဲလူတွေအများကြီးရဲ့မှာမှာယောက်ျားလေး9ယောက်ရွေးရ ယ်ထဲမှာပါသွားတာပေါ့နော်ဟုတ်အမှန်တကယ်အဲ့ကိစ္စကကျွန်တော် မမတ်မိတော့မမတ်မိတော့ဆိုတော့ကျွန်တော်ဖောင်တင်ထားရတော့ねကြာသွားပြီမမတ်မိတော့ဆိုတော့ကျွန်တော်ကဒီဘက်မှာဒီခုတခြားကိစ္စလေးလည်းအလုပ်ကိစ္စလေးလည်းအာယုံစိုက်နေတယ်ပြီးဝိုက်ပြီဆိုတော့ကအမ်တခြားကျွန်တော်လှုပ်ရှားလေးလည်းရှိရောလေတန်တန်လေးလည်းတက်နေတော့အဲ့ဥစ္စာကိုကျွန်တော်အာယုံမဆိုင်နေဘူးဖြစ်ချင်းတော့အဲကျွန်တော်ရဲ့တငယ်ချင်းပေါ့နော်ကျွန်တော်ကသူ့ကိုပြောလိုက်တာသူ့ကို sharing လုပ်ပေးလိုက်တာပေါ့တငယ်ချင်းသွားရှောက်လိုက်ဒီကအဆင်ပြေဆိုပြီး तू ကအဲ့လိုမျိုးပေါ့နော် तू ကအဲ့ဥစ္စာခဏခဏဝင်ဝင်ကြည့်ပြနေတော့ तू ကအဲ့လိုမျိုးကျွန်တော်ပြောတာပေါ့ တော့ကျွန်တော်ဖုန်းဆက်လာရပါတော့အဲတကယ်ကြီးနင်းဖောင်ရပြီလားသူတို့အဲ post အရင်တင်လိုက်တာပေါ့နော် page ကနေပြီးတော့ဒီအဲပါဝင်တဲ့သူတွေကို Google Form ပြန်ပြီးတော့ပြန်ပို့ပေးလိုက်တယ်ပေါ့နော် extra ပြန်လုပ်ပေးလိုက်ဆိုတော့ကျွန်တော်ဖြစ်ချင်တော့အေးဘော်လေးရှိမှာပေါ့ဆိုတော့ကိုလေကျွန်တော်လည်းအရွေးချယ်မခံဘူးလို့ပဲထင်တာပြီးလည်းပြီးတော့မှအဲ actually ကျွန်တော် ပြန်စဉ်းစားလိုက်တော့ မဟုတ်သေးပါဘူးငါကျွန်တော်ကဖုန်းအဲ့တုန်းကရှောက်လိုက်တာကကျွန်တော်အရင်ကင်နေကြဖုန်းလေးနဲ့ရှောက်လိုက်ရနောက်တော့ဖုန်းအစ်စ်ပြောင်းလိုက်ရ Google ကောင်းမထည့်ရသေးဘူးမထည့်ရသေးပြီးရပြီးတော့မှဝင်ကြည့်တော့မှအဲနေ့နေ့လဲပေါ့နော်၃နေ့42လောက်မှတည်းကကျွန်တော်ပို့တာကျွန်တော်မသိလားအဲ့ကြတော့မှည9နာရီကျော်ကျော်လောက်မှသိသွားပါပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးကတော့ surprise ပေါ့နော် Korea ဝယ်ဆောင်ဝင်ရမှာအသားမဲမဲလေးနဲ့ Korea ဝယ်ဆောင်ဝင်ရမှာပါ ရွေးရဝတ်ဆောင်ဒါအမှန်တမ်းပြောမယ်ဆိုကျွန်တော်ဘဝမှာတခါမှမွေးခဲ့ဘူးပေါ့နော်ကျွန်တော်ရွေးရဝတ်ဆောင်တော်တော်များများဝတ်ဖူးတယ်ကျွန်တော်ဒီရွေးရဝတ်ဆောင်ဆိုတာဟိုတခြားနိုင်ငံတခြားလူမျိုးရဲ့ရွေးရဝတ်ဆောင်တော်မဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရွေးရဝတ်ဆောင်နေပေါ့အဲလူမျိုးဝတ်ဆောင်နေဆိုအများကြီးတော့ဝတ်ဘူးရဒါပေမဲ့အခုကကြတော့တူတပါနိုင်ငံရဲ့ရွေးရဝတ်ဆောင်ဝင်ရမှာဆိုတော့နည်းနည်းလေးတော့ဘယ်လိုပြောမလဲအဲ excited တော့ဖြစ်တယ်ပေါ့နော်အဲသူတို့ရွေးရဝတ်ဆောင်မှာဘယ်လိုမျိုးတွေ အဲဘယ်လိုမျိုးအဆင်ဆင်သွားထားလဲဘယ်လိုမျိုးကြီးလှုပ်ရလဲအဲဒီဥစ္စာလေးတော့ကျွန်တော်တို့ကတော့စိတ်ဝင်စားမှုလေးတစ်ခုတော့ဖြစ်တာပေါ့နော်ဟုတ်ကြီးပြပါရယ်ကိုရီးယားကားကြီးအမှန်တိုင်းပြောရင်ကျွန်တော်ကအဲ့လိုမျိုးကိုရီးယားဟိုဘယ်ပြောမလဲတခြားကားကြီးပါဆိုလို့ရှိရင်ကျွန်တော်အဲ့လို action ကားကြီးကြီးဖြစ်တာအများကြီးကျွန်တော်ကိုရီးယားလည်း action ဘိုင်းကိုသဘောကျတယ်ဆိုတော့ကိုရီးယားကားဆို K drama ဆိုရင်ကျွန်တော်ဗာကြည့်လဲဆိုတော့ romance ကြီးကြီးရပါတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့လိုကျွန်တော်ကြိုက်တဲ့မင်းသားမင်းသမီးကြီးလည်းရှိရယ်ဆိုတော့က ို့ပြီးတော့ကြိုက်ပါတယ်အဲ့လိုမျိုးဟိုဟာပေါ့မင်းသားကြီးတွေမှာဆိုလဲအဲ့လိုဟာတာမင်းသားကြီးမှာဆိုလို့ရှိရင်လီကွန်ချူပဲဒါကကြိုက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒါကကျွန်တော်တို့ဟို running man မာတွေကအားပေးလာခဲ့ရတယ်နောက်ပြီးတော့တခြားအခုအသက်သက်ထွက်ထားတဲ့ကားတွေနောက်ပြီးကျွန်တော်ဟိုးအရင်ကနေကကားတွေပေါ့နော်အဲ့လိုမျိုးရှိရတယ်အဲပြောမယ်ဆိုရင်တော့အဓိကကျွန်တော်ဒီ K-drama ကြီးကြည့်ပြရတဲ့အကြောင်းရင်းကလည်းဟိုဘယ်လိုပြောမလဲကျွန်တော်အဲ့လိုမျိုးပေါ့နော်စိတ်ခံစားမှုတစ်ခုဖြစ်နေတဲ့အချိန်ကြောင့်ရှင်ကျွန်တော်စိတ်ကို change လုပ်ချင်တဲ့အနေနဲ့ကြည့်ပြတာတော့များတယ်ပေါ့နော်ဟုတ်အဲတော်တော်စိတ်လုံရှားနေပေါ့နော်မန်တိုင်းပြောလို့ရှင်တော့ကျွန်တော်ရောက်ချင်နေပြီ ပေါ့နော်အိုင်းတွေကိုကျွန်တော်တို့ရှိမှာတော့သူ rehearsal day တွေအပြင်ဒီကိုရီးယားဝဆောင်ဝေဖို့တော့ကျွန်တော် fitting day တွေတော့ရှိအိုင်းတွေကိုကျွန်တော်ကြိုပြီးရောက်ချင်နေပါဘူးရန်တည်ချင်နေပေါ့နော်ကိုကအဲ့လိုမျိုးဘာလို့ပြောအသားညညိုအသားကလည်းခမမဲလေးဆိုတော့ကကိုရယ်ကိုကကိုရီးယား ဘလို့အယောင်မျိုးနဲ့ဝက်ဆောင်မျိုးနဲ့လိုက်မလဲဆိုတော့ပို့ပြီးတော့တည်ကျင်နေပါတော့အဲ့လိုမျိုးလေးတော့ရှိတယ်အပြင်စိတ်လှုပ်ရှားရဲဆိုတာကလည်းဟိုပြောပြောအဓိကအဲ့ချိန်တိုင်းကျွန်တော်တို့ကြည့်မှရလူရလည်းဟိုပြောပြောမလဲဒီတန်လူကြီးပဲလူကြီးပိုင်းနေရများတော့လေဒီလိုကိုရတန်ရောလူရဲမြန်မာတန်ရောလူကြီးကြည့်မှများတော့နှစ်နိုင်ငံပြောမစို့ရင်တော့ဒီကလည်းကျွန်တော်နှစ်နိုင်ငံချစ်ကြည်ပုံစံပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ဟို ည်းတော့စိတ်လှုပ်ရှားရပါတော့ခါတိုင်း show ပွဲတက်ဆိုင်တော့ပို့ပြီးတော့စိတ်လှုပ်ရှားရပါအဲ့တော့ပါလာမယ်အဲ့ဥစ္စာလေးတော့ကျွန်တော်တေချာတော့မသိသေးဘူးကျွန်တော်တို့ဒီမြန်မာနိုင်ငံဆိုလို့ရှိရင် main ကလေး28ရောက်ယောက်ျားလေး9ရောက်ပါတော့အဲ့ဒီဥစ္စာပဲဆိုတော့လောလောဆယ်သိထားသေးတယ်ကိုရီးယားက model တွေပါလာမလားမပါလာဘူးလားဆိုတော့ကျွန်တော်တေချာတော့တရင်တော့အတိအကျမရသေးဘူးပေါ့နော်ဟုတ်အဲဒါပြောမယ်ဆိုလို့ရှိရင်တော့လူတွေအများကြီးပေါ့နော်ဒါ ရောမြန်မာနိုင်ငံမှာဆိုရှိပါတယ်ကိုရီးယားဝစ်ဆောင်ဝစ်ရှင်တဲ့လူတွေရန်များပါတယ်ဘာလို့လဲဆိုတော့ကဟိုဘာလို့လဲအဓိက culture ပေါ့နော်သူများနိုင်ငံရဲ့ culture တခုကိုကိုရီးနိုင်ငံမှာအဲကိုကသူများရဲ့ culture နဲ့ခြားပြရဲဆိုတော့ကလွယ်တော့မလွယ်ဘူးလေနော်ဟိုနောက်ပြောလို့ရှိရင်ကျွန်တော်မင်္ဂလိအများကြီးဇူးတွေဆိုလို့ရှိရင်လည်းဒီမျိုးကိုရီးယားဝစ်ဆောင်ဝစ်ရှင်ကြတယ်များကြတယ်ယောက်ျားလေးတောင်မှကျွန်တော်တို့ကျွန်တော်တို့လိုကိုယ်တိုင်တောင်မှဝစ်ရှင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူများ culture ကိုသိကျင်တော့လေဝစ်ရှင်တယ်အဲ့လိုမင်္ဂလိဆိုလို့အများကြီးရှိကြတယ်ပေါ့နော်အဲ့လိုမျိုးကလူတွေအများကြီးရဲမှာမှအဲ့လိုမျိုး ဟိုမင်းကလေးဆိုလို့ရှိရင်တော့တိတ်တော့ပြဿနာမရှိဘူးလေယောက်ျားလေးကကျွန်တော်ရွေးရခုနှစ်ယောက်တည်းရွေးရဆိုတော့လေအစတော့ကျွန်တော်ကိုကျော်တတ်ထားပြီးငါမပါလောက်ပါဘူးဘာဖြစ်လို့ဆိုတော့အဓိကဒီလိုပွဲတွေဆိုတာလေတကယ်ကိုထက်စီနီယာကြားတဲ့ model တွေ room model တွေကိုထည့်ဖို့ကများတယ်လीနော်ဘာဖြစ်လို့ဆိုတော့ဒီဟာကအဓိကလည်းနှစ်နိုင်ငံချစ်ချည်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီးယားအေးပေါ့ကိုရီးယားအခုမှတက်တက်စားပုံစံလေးဆိုတော့လည်းမရွေးလောက်ပါဘူးလေဆိုပြီးကိုကအယူဆောင်ကောင်းတဲ့ founder Google founder တင်လိုက်တယ်ဒါပေမဲ့ကောင်းတဲ့မေ့ထားလိုက်တယ်ဒါပေမဲ့ကန်တရားကဖြစ်ချင်တော့ကိုကို ဟိုပြောပြောမှာဒီခွင့်ရေးလေးတော့ပေးလာပါเนาะဒီလာတဲ့ကျွန်တော် lucky man လေးတော့ကျွန်တော်ထင်နေပါเนาะအဲ့လိုမျိုးလေးပေါ့ အဲ့လိုမျိုးဝင်ကြေးပညာတတ်မှတ်ထားလဲကျွန်တော်တေချာတော့မသိသေးဘူးဘယ်ညာကျင်းပမှာမှာလဲတော့တေချာတော့မသိသေးဘူးဒါပေမဲ့ပထမဆုံးကျွန်တော်သိတာကဒီဇင်ဘာ16ရက်နေ့မှာတော့ကျင်းပမယ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘောနော်ကိုရီးယားမြန်မာဒီတိုင်ယုံ page ပေါ့နော်အဲ့ page မှာကျွန်တော်တို့အဲကြည့်လို့ရမယ် live direct live လွှင့်မယ်ပေါ့နော်အဲ့ဥစ္စာလေးမှာကျွန်တော်စောင့်ကြည့်လို့လို့ရရင်ပေါ့တခြားဘယ်လိုမျိုးအတွင်းထဲဝင်ခွင့် invitation တွေပါညာတွေကျွန်တော်နည်းနည်းတော့တစ်ချက်ပွဲနာနီးမှပဲကျွန်တော်သိရမှာပေါ့နော်ဟုတ်အာမဟုတ်ပါဘူးအဲ့လိုမျိုးပြောကြပါနဲ့ကိုရီးယားမင်းသားမဟုတ်ရပါဘူးပြိတ္တကြီး ျွန်တော်ကိုအားပေးကြတယ်ပရိသတ်တဦးတယောက်ချင်းစီတိုင်းကျွန်တော်အမြဲတမ်း support ပေးတယ်ကျွန်တော်ရဲ့ fan လေးတွေကျွန်တော်ရဲ့ကျွန်တော်ချစ်ခင်ကြတဲ့လူတွေအကုန်လုံးမနော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အကုန်လုံးကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအခုမှတက်တက်ဆာလေးဖြစ်တယ်ကျွန်တော်ရှေ့မှာလည်းပြောပြနေကြပါဒါလေးရတယ်ဟိုအခုမှကိုကဒီအနုပညာလမ်းကြောင်းပေါ်မှာဟို လမ်းလျှောက်တဲ့လူဖြစ်တဲ့အကြောင်းမလို့အခွင့်အရေးဆိုတာလည်းအရင်မရှိဘူးကွဟိုအခွင့်အရေးရဖို့အတွက်ကလည်းကိုကစူးစမ်းထားမှာပဲရတယ်လေအဲ့တော့ရအောင်စူးစမ်းနေမှာပဲရမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့လည်းအားပေးပါကျွန်တော်တို့လည်းအားပေးပါနဘောရှင်ကျွန်တော်တို့ဒီလိုမျိုးတက်တက်ဆလူငယ်တွေဒီလိုမျိုးပေါ့နော်လိုင်းပေါ်မှာပေါ့နော်အဲဒီမီဒီယာဘိုင်းမှာကျွန်တော်နည်းနည်းလေးအဲပရိသတ်တွေပေါ့စိတ်နှောက်ရှက်ဖြစ်သွားခဲ့ဆိုလို့ရှင်လည်းခွင့်လွှတ်ပေးပါချက်တော်မျက်စိတွေနဲ့ကြည့်ပေးကြပါလို့ပြောချင်ပါတယ်အားလုံးပဲအေးမြတဲ့စောင်းရသီးလေးမှာနွင်းနွင်းထွေးထွေးလေးနဲ့နေကြပါလို့လည်းပြောချင်ပါတယ်ကျေးဇူးများနေပါတယ်